အားလုံးမင်္ဂလာနဲ့ UK Match Day Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champions ပြိုင်ပွဲတွေအားလုံးလည်းမင်္ဂလာပါကျွန်တော်အခု30တန်းအပွဲဟာဒါအခုလည်းပြီးသွားတဲ့ Stamford Bridge Cup ပွဲပေါ့နော်ဒီအမပေးစရာထိပ်ပိုင်းကအစဉ်အစဉ် Chelsea က3ရောင်းနေတယ် Arsenal ကထိပ်ဆုံးပါတော့ဒီနှစ်သင်းရဲ့ပွဲစဉ်တကယ်စုံစမ်းကြရလဲကောင်းတဲ့ဒီဘက်ရဲ့အကောင်းဆုံးပွဲလည်းဖြစ်တယ်ဒီသေချာခဲ့တယ်1-1 draw ဆိုတဲ့ result ထွက်ပေါ်ခဲ့တယ်ဆိုတော့ Chelsea ကိုအရင်ချေးကျူရမယ်ပွဲအာဆနယ်အတွက်ကြတော့နင်းလာခဲ့တဲ့ပွဲလို့ပြောရမယ်မိုင်းဆက်စကိုက်ဆီရိုချယ်လ်ဆီရဲ့တရားစီအကောင်းဆုံးကစားသမားအထုတ်ခံရတယ်ဇယောက်ကျန်အသင်းအာဆနယ်အသင်းပွဲတွေအများစုကိုတယောက်အသားနဲ့ကစားခွင့်ရခဲ့ပြီးတော့အနိုင်မရခဲ့တာသူတို့အတွက်တော်တော်များများကိုကောင်းတယ်ဒါပေမဲ့တစ်ဖက်ကပြန်ကြည့်တော့ချယ်ဆီကစားတာလုံးဝပါဖက်ချယ်ဆီရဲ့ကိုယ်တော်မှာခံစစ်ကွင်းလေတိုက်စစ်နဲ့လူစားဝင်ကစားသမားတွေ အဆအဆုံးတဦးချင်းဘယ်သူမှအပြစ်ပြောစရာမရှိတော့အောင်ကြစ်ကြစ်လက်လက်စွတ်စွတ်စီစီတကယ် perfect ပုံစံကိုပြနိုင်ခဲ့တဲ့အတွက်အာ Chelsea ဒါတေတမတ်ကိုရောင်းယူနိုင်ခဲ့တယ်လို့ပြောရမယ်။ game က Arsenal မှာက William Saliba နဲ့ Gary Magalhaes မကစားနိုင်။နှစ်ယောက်စလုံးက fat tries center backs တွေအဲဒီစာမော့စကရာနဲ့ဟက်ကပီအတွေ့ကစားတယ်။ Timber နဲ့ Color Fury ကတော့အဓိကကစားသမားတွေ။ဆိုတော့ အာဆနယ်ရဲ့ခံစစ်ကနည်းနည်းလေးရှိကီဖြစ်တဲ့ခါတိုင်းပွဲတွေထက်ဒါပေမဲ့အဲ့ဒီထက်ပိုပြီးတော့အရေးကြီးတာက defending sub piece attacking sub piece တွေမှာအာဆနယ်တော်တော်လေးပါဝါလျော့သွားတော့တွေ့ရတယ်ဆိုတော့ခံစစ်ကစားပုံထက်အထူးသဖြင့် Gary McGahey ပေါ့နော်ဒီရာဒီမှာတော့ဟို Gary ကပိုပြီးတော့အရေးပါတဲ့အနေထားခန်းစစ်အရေးသွေးတက်တက်ကိုကြည့်ရင်ဝီလျံဆလေးဘာပိုကောင်းတယ်ဆိုရင်တော့မှဆလေးဘာနဲ့အရန်အတွက်ဖက်မိတယ်မိတယ် ကိုယ်တိုင်လည်းခံစစ်အရေးဆိုမြင်တယ်ပြီးတော့တိုက်စစ်အတွက်လက်နှပုံဖြစ်နေတယ်ကာရီမဂါဟိတ်မကစားနိုင်ကြည်ဆိုတော့ Chelsea ကတော့လုံးဝတရားရကနုံးမဟုတ်ဘူးနှစ်ရာရကနုံးအားထုတ်ပြီးတော့ကစားသွားတယ်နောက်ဆုံးအချိန်လေးအထီကို Chelsea ကဒီခံစစ်ကစားတဲ့အချိန်ပြင်ပြန်သလိုကောင်ကောင်တာတံပြန်တိုက်စစ်လမ်းကြောင်းတွေပြင်ပြင်ခဲ့တာတွေ့ရတယ်။နောက် set piece ပေါ့နော် Chelsea အသင်းရပါတယ်ကိုက Arsenal အားသာပါတယ်ဆိုတော့ set piece Arsenal ကဒီရသူမှာဒါနဲ့ဆို service နှစ်ခုရှိပြီးပေးရတာဟို Chelsea ရဲ့ဥဆောင်ကအဲ့ဒီ service ကနေပြီးတော့ရသွားတယ်ပြီးတော့ Arsenal အတွက်ဒီခြေပါကို Arsenal ရဲ့ခြေပါကကတော့ open play ကနေရလာတဲ့ count type ကို Mikel Merino တွန်းသွားတယ်ဆိုတော့ပထမပိုင်းကတကယ်တပွဲလုံးကောင်းတယ်ပထမပိုင်းကတော့တကယ် chaos လုံးဝ bad blood ပွဲမျိုးပဲပြီးတော့ Chelsea ပိုကောင်းခဲ့တယ် Chelsea ရဲ့ကစားပုံ Chelsea ရဲ့တိုက်စစ် Chelsea ရဲ့ခံစစ် နောက် Korea နဲ့ Bukayo Saka ရဲ့တိုက်ပွဲ အဲပြီးတော့ဒီ Moises Caicedo နဲ့ Declan Rice Moises Caicedo နဲ့ sorry Eze ဆိုတော့ဒီတိုက်ပွဲတွေနဲ့ပြီးတော့နောက် Chelsea ကပိုကောင်းတဲ့ကစားပေါ့အဓိကပါလဲဆိုတော့ Korea တာဝန်ကြီးတယ်ပေါ့ဟိုအသေးစိတ်ဆိုရင် Bukayo Saka က Korea ကိုဒုက္ခပေးသွားတဲ့အခြေအနေလည်းရှိတယ်သူပြန်ကိုရေးသွားလုံးဆိုတော့ Bukayo Saka Korea ကိုဒီ Tarsi လို့ဟို Tarsi နေရင်းနဲ့လွတ်ထွက်သွားတဲ့ကောင်းတိုက်ကိုနော်ဒါပေမဲ့တပွဲလုံးခြုံရင်ကိုကိုရီးယားကစားတာအရင်ကောင်းပြီ။ကိုင်ဆီလိုလည်းပွဲမှာ ကြွနေအောင်ကစားနေရင်းနဲ့အနေကထိသွားတယ်အနေကထိသွားတဲ့အချိန်ချယ်ဆီကအဲ့မှာဒီပုံစံပြောင်းသွားတယ်ချယ်ဆီကစားတဲ့ပုံစံအစောပိုင်းမှာအက်စတာဘောင်းပြီးတော့ညာချမ်းပေါ့အထူးသဖြင့်ချယ်ဆီရဲ့ညာချမ်းအက်စတာဘောင်းပြီးတော့ဒီမာလိုကုစတိုနှစ်ယောက်တော်တော်အချိန်ဆက်မိတယ်ပြီးတော့ဒီအက်စတာဘောင်းမာလိုကုစတိုပြီးတော့ရေးဂျင်တော်တော်အချိန်ဆက်မိတယ်အက်စတာဘောင်းကဒီပွဲမှာ တော့တယောက်ထုတ်ခံလိုက်ရတယ်ဒုတိယပိုင်းမှာဒုစားလေးခံလိုက်ရတာမှန်တယ်ဒါပေမဲ့ Astabon ဟာတကယ်ထိတ်တန်းအဆင့်ကိုရောက်ပြီးသားဖြစ်သွားပြီလို့ပြောလို့ရတော့တဲ့ခြေစွမ်းမျိုး Arsenal အသင်းနဲ့ပွဲမှာ Arsenal လို အသင်းမျိုးကိုကြစ်လက်တဲ့အသင်းမျိုးနားနားလည်မှုမြင့်တဲ့အသင်းမျိုးခါစစ်ကောင်းကောင်းကစားနိုင်တဲ့ညံရင်မြင့်တဲ့အသင်းမျိုးကို space ကြီးအများကြီးရှာဖွေပြီးတော့သူရှိတဲ့အချိန်မှာကစားသွားနိုင်တာတွေ့ရတယ်။ Arsenal ကတပွဲလုံးအနေနဲ့တိတ်အများကြီးပြောစရာမရှိဘူး။တစ်သင်းလုံးမှန်မှန်လေးပဲကစားတယ် game ကသူတို့ patient ပေါ့เนาะစိတ်ရှည်လက်ရှည်နဲ့သူတို့အချိန်ကိုရောက်လာလိမ့်မယ်ဆိုတဲ့ပုံစံမျိုးနဲ့ကစားနေရင်းနဲ့ Chelsea ကဆိုးမိုးလာတယ်အထူးသဖြင့်မိနစ်55ပထမဆန်5မိနစ်နဲ့မိနစ်30ဟာ Chelsea ရဲ့အကောင်းဆုံးအချိန်တွေဖြစ်ပြီးတော့အဲ့35 36မိနစ်မှာအနေကထိသွားတာက Chelsea တန်ဖို့တန်သွားတာပဲအဲ့ Chelsea Arsenal ကတဖြည်းဖြည်းနဲ့ game ကိုလွှမ်းမိုးလာတယ် Chelsea လည်းနည်းနည်းချင်းပိုကောင်းလာတယ်တယောက်သားအနေထားနဲ့ဒါပေမဲ့ခက်တာ Arsenal စိတ်လွတ်ကိုလုံးမကစားရဘူး ။ဘာကြောင့်လဲဆိုတော့ Chelsea ရဲ့ဒီ counter ပြီးတော့ Chelsea ကစားသမားတွေရဲ့ pace ဟာသူတို့ဒုက္ခပေးနိုင်ကြီးရှိတယ်။နောက်ခံစစ်ကဟို Gabriel Magalhaes William Saliba မဟုတ်ချင်းအဲ့မဟုတ်ချင်းအပေါ်မှာမူတည်တဲ့ shaky ဖြစ်ချင်းအဲ့ဒီအခြေအနေကြောင့်ဒီ Arsenal ကတိုက်စစ်ကိုစိတ်လုံးကိုလုံးမကစားရတဲ့ပုံစံမျိုးလေးဖြစ်တဲ့အတွက်တာတော့တာတယ်။ထိထိရောက်ရောက်ပြပြသားသားစီစီပူပူမကစားနိုင်ခဲ့တဲ့ပွဲလို့ပြောရမယ်။ဆိုတော့နောက်ဆုံးတော့ဒီ Arsenal ရဲ့ခြေပါကိုเนาะဒီခြေပါကို ဒီမီကေမရီနိုသွင်းတဲ့ဂိုးကလွန်ကျန်တာအာဖနယ်ရဲ့အပိုင်အခွင့်အရေးလို့သိမရှိဘူးဂိုးမလို့ရဖြစ်သွားတဲ့နှလုံးမှာမာတီနယ်လီဒီအဝေးကန်ချက်အပြားနေကန်တဲ့ကန်ချက်တော်တော်လေးကောင်းတယ်ကိုးသွားနိုင်တယ်ရောဘတ်ဆန်ချက်စ်ကာကွယ်သွားသလိုပြီးတော့ဒီဒုတိယပိုင်းပွဲပြေးခံနေမှာလေနောက်ထပ်အခွင့်အရေးတစ်ချိန်ရတယ်အဝေးကန်ချက်ပဲအဲ့ဒီအဝေးကန်ချက်ကဒီတိုင်းပဲကိုးသွားနိုင်တဲ့အနေအထားမီကေမရီနိုကန်တာရောဘတ်ဆန်ချက်စ်အဲ့လိုပဲ သွားပြီလို့ထင်တဲ့အနေထား Robertson ကပို့ထုတ်သွားတယ်။နောက်93မိနစ်မှာ Arsenal ဖြတ်တင်ဘောကနေပြီးတော့ခေါင်းတိုက်ခွင့်ရတာ။တကယ်တော့အနောက်က Victor Yorkara တာတိုက်ခွင့်ရရင်ပို့ပိုင်မယ်။လမ်းကြောင်းပုံမှန်တယ်။ဒါပေမဲ့ဒီ Yuran Timor ကလည်းရှေ့ကနေဖြတ်တိုက်သွားတဲ့အချိန်ထိကျမမှန်လို့ချောသွားတာ။အဲ့ဒါလည်းဒီ Arsenal ကန်ဆိုးသွားတယ်လို့ပြောရမှာပေါ့။ဆိုတော့နောက်ဆုံးတော့ game ကဟို Chelsea အတွက် တကယ်ကိုထိုက်တန်လာတယ်ဆိုတော့ဆိုတာထက်ပိုတဲ့သရေတမှတ်ကိုရခဲ့ပြီးတော့အာဆင်နယ်အတွက်ကတော့တော်တော်လေးနှမျောစရာကောင်းတယ်ဒါပေမဲ့သူတို့ဒီဘက်မှာကစားခဲ့တဲ့ခြေစွမ်းအရာဆိုရင်တေချာပေါင်းသုံးမှတ်ရသင့်တဲ့ပွဲမရလိုက်ဘူးဆိုတော့စကားမျိုးပြောခွင့်မရှိဘူး။ဘာကြောင့်လဲဆိုတော့ Chelsea ကစားကစားသွားတာကပို့ပြီးတော့တယောက်ကျန်အနေထားမှာတော့မှ Chelsea ကစားသွားတာပို့ပြီးတော့မာကြောတယ်ခိုင်ခန့်တယ်။ဆိုတော့ဟိုဘယ်လိုပြောမလဲ အန်ဇိုမာရက်စ်ကနဲ့မီခဲလ်အာတေထာဆိုအန်ဇိုမာရက်စ်ကပို့ပြီးတော့အစွမ်းပြနိုင်ခဲ့တဲ့ပွဲလို့ပြောရမယ်လူတယောက်သာအနေအထားမျိုးနဲ့အစေးလုံးမရတာမျိုးအဲပြီးတော့လူတယောက်သာအနေအထားမျိုးနဲ့အာဆန်နယ်တိုက်စီရအပိုင်အခွင့်အရေးတွေမရခဲ့တာမျိုးဖန်တီးနိုင်စွမ်းနှိမ်ပါခဲ့တာမျိုးတွေကတစ်ဖက်က Chelsea ရဲ့အရန်အားကောင်းတဲ့ပုံစံနဲ့အာနောက်ဆုံးနောက်မိနစ်တွေအထိအခွင့်အရေးကအာဆန်နယ်ကွင်းဘက်အခြေအကိုရောက်တာတော့နည်းတယ်ဒါပေမဲ့ရောက်တဲ့အချိန်ဒီမှာပေးနေတဲ့ဒုက္ခတွေကြောင့်အာဆန်နယ်စိတ်လုံးကုန်လုံးကစားရပြီးတည်ကြသွားတယ်ဆိုတော့ ါတော့ဒီ Chelsea 1-1 Arsenal ပွဲနဲ့ပတ်သက်ပြီးသုံးသပ်ခဲ့တာဖြစ်ပါတယ်ကျေးဇူးအားပေးခဲ့ကြတဲ့ပရိသတ်များအားလုံးအထူးပဲကျေးဇူးတင်ပါတယ်